မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတူတူစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုဆွေးနွေးကြည့်ချင်ပါတယ်အဲကျန်းစာရင်းမြစ်တီးပေါ်အခြေခံပြီးတော့ဗောလေဘုရားသခင်ရဲ့အနာဂတ်ကိုတည်နိုင်စွမ်းပြီးတော့ဖန်ဆင်းခံရလွတ်လပ်စွာရွေးချယ်ခွင့်အချင်းနဲ့အာဂတ်သဘောတရားတွေဒီရှုပ်ထရအကြောင်းအရာတွေကြားကဆက်ဆက်မှုတွေကိုအရင်မြစ်ထဲမှာဘလို့တင်ပြထားသလဲဆိုတာကိုကျွန်တော်တို့အတူတူကြည့်သွားကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါ ဒီတင်ပြချက်ဒီမှာအဓိက အလေးပေးထားတာကတော့ဖိရာသခင်ရဲ့အချုပ်ချာအာဏာပေါ့နော်ပြီးတော့ကြိုတင်တည်မြဲနိုင်စွာအဲ့ဒါတွေကဖန်ဆင်းခံနေရဲ့ကိုပိုင်ဆုံးဖြတ်ချက်တည်သူတို့ရဲ့တုံ့ပြန်မှုတွေနဲ့ဘလို့ဆက်ဆက်နေတယ်လဲဆိုတာကိုအဓိကထားဆွေးနွေးထားတာပါအထူးသဖြင့်ဖိယသခင်ကအချင်းတို့အာဂါတာတို့ဆိုတဲ့အကိုင်းတာတွေကိုကြော်လွန်ပြီးတည်ရှိပုံဖန်ဆင်းခံနေကြတော့အဲ့ဒီပုံတွေထဲမှာအကန့်အသတ်နဲ့တည်ရှိနေပုံအဲ့ဒါတွေကိုစမ်းစစ်ထားပါတယ်ဟုတ်ကဲ့တော်တော်စိတ်ဝင်စားစရာကောင်းမယ်အပိုင်းတွေပါပဲ ဆရပထမဆုံးဒီနယ်လေဘုရားသခင်ဟာ အနာဂတ်အပေါင်းဝင်ယာအလုံးကိုကျူတင်တည်တယ်ဆိုတဲ့အချက်ကိုကြည့်ကြအောင်ဒီယူဆကိုအရင်မြင့်နေမှာဘလို့ဥပမာမျိုးတွေနဲ့ရှင်းပြထားပါသလဲခင်ဗျဟုတ်ကဲ့ကျန်းစာမှာဒီအချက်ကိုတော်တော်လေးထင်ရှားစေတဲ့ဥပမာတချို့ရှိပါတယ်ရှင် ဥပမာပြောရင်ယောရှိမင်းပေါ့ယောရှိမင်းဆိုရင်သူမမွေးဖွားခင်နှစ်ပေါင်းများစွာကတည်းကကြိုပြီးတော့လေသူ့နာမည်နဲ့သူ့လုဆောင်မယ့်အမှုတွေကိုဖျားများတတိယဆောင်အခန်းကြီးပတ်သက်ထုံးအငယ်နှစ်မှာအတိအကျကြိုတင်ပြီးမိန့်ဆိုထားမိတာတွေ့ရတယ်။နောက်တစ်ခုကကုရုမင်းကုရုမင်းကိုလည်းဟိုက်ရှာယအနာဂရတိကျမ်းအခန်းကြီး၄၄အငယ်28မှာအဲ့လိုပဲနာမည်နဲ့တကွာကြိုတင်ပြီးမိန့်မှာခဲ့တာမျိုးရှိပါတယ်။အာဒါကတကယ်ပဲအံ့တော်စရာပဲနော်။ဆိုလိုတာက ဆိုလိုတာကဖျားသခင်အထချင်းဆိုတာကျွန်တော်တို့နေ့စဉ်ဖျက်တတ်နေရတယ်လို့မျိုးအစင်လိုက်ဖြစ်ဖြစ်နေတဲ့အရာမျိုးမဟုတ်ဘူးအဲ့လိုတော့ပါလားခင်ဗျအတိအကျပါပဲကျမ်းစာမှာဖော်ပြထားတာကဖျားသခင်ဟာအတက်ပိစုပန်အနာကအလုံးမှာတပြိုင်နက်တည်းတည်ရှိနေတယ်ဆိုတာပါပဲဟေရှာယ44ကျ6နော်ဆိုထားတယ်လို့ပေါ့ငါသည်အစဖြစ်၏ငါသည်အဆုံးလည်းဖြစ်၏ဆိုတာမျိုးနောက်အစာလံ9ရက်ကျနောက်မှာလဲကိုရောဒီအစင်မြတ်ဖျားသခင်ဖြစ်တော်မူ၏လို့တွေ့ရတယ်။ယေရမိ23:23လင်းကလည်း ဖျားသခင်ဟာနေရာတိုင်းမှာရှိတယ်။ကောင်းကင်နဲ့မြေကြီးမှာပြည့်စုံတယ်လို့ဖော်ပြတယ်။ဆိုတော့လေဒီကျမ်းစာရေးမိတရေရှုမြင်ချက်အရာကောအချိန်နဲ့အာကာသဆိုတာတွေကဖျားသခင်ဖန်ဆင်းထားတဲ့အရာတွေပဲ။ကိုရောကိုတိုင်ကအဲ့ဒီဖန်ဆင်းခံအတိုင်းအတာတွေကိုကြော်လွန်ပြီးတရှိနေတာပါ။ဒါမဲ့ပေါ့နော်ဖျားသခင်အချိန်ရဲ့အဖြစ်မှာရှိနေပေမဲ့ဒီအချိန်ကာလဆိုတာကဖန်ဆင်းခံတွေတော်တော်အလွန်အရေးပါတဲ့အတိပဲရှိနေပုံရပါတယ်။ဟွန်းဒါဆိုရင်ဖျားသခင်ရဲ့အချမ်းအစီအစဉ်တို့ရိအစီအစဉ်တွေကောဘလို့လဲခင်ဗျာ။ ရအလုံးမဖြစ်ပေါ်ခင်ကတည်းကအလုံးကအစီစဉ်တကြရှိနေပြီသာအလိုတဘောမျိုးလားမမပဲဒီအချက်နဲ့ပတ်သက်လို့အရင်အမြစ်ကရောမတော်ပါတာစာရှိတစ်စမဲကိုကိုညွှန်းထားတာရှိပါတယ်ဖျားသခင်ဂျိုတင်တည်တော်မူတဲ့သူတွေကိုတားတော်ရဲ့ပုံတထနဲ့တူညီစေဖို့ဂျိုတင် ခွဲခန့်မတားထားတယ်လို့ဆိုပါတယ်ဟေရှာရဲ့46 6စင်မှာလည်းအလိုပဲဖျားသခင်ကအဆုံးဖြတ်ကို အစအိုး၌၎င်းမဖြစ်သေးသောအမှုအရာကိုရှေးကာလ၌၎င်းငါပြိုပြဤလို့မိန့်မှာထားတယ် ဒါကြောင့်ဖျားသခင်ရဲ့အကြံစီတော်ကအစကတည်းကပြည့်စုံပြီးသားဖြစ်နေပြီးသားအဲ့ဒီအကြံစီတော်ကပဲအချိန်ကာလဆိုတဲ့ပုံထဲမှာတဖြည်းဖြည်းချင်းဖြစ်ရတဲ့အဖြစ်ပေါ်ထွန်းလာတာအဲ့လိုအရင်အမြက်ကဆော်လိုရင်းဖြစ်ပါတယ်ရှင်။ဟိုဖန်ဆင်းခြင်းမစတဲ့ငင်ကားတွေကတောင်းဖန်ဆင်းခံရရဲ့ဆုတောင်းတန်တွေကိုကြိုတိပြီးအဖြစ်ပေးခဲ့ပြီးသားလို့တောင်းယူဆနိုင်ကြောင်းကြင်ပြထားတာမျိုးရှိပါတယ်။ဟုတ်ကဲ့ဖျားသခင်ရဲ့အချုပ်ချာအာဏာနဲ့အရာအလုံးကိုတိမိနိုင်စွမ်းက တကယ်ပဲနည်းနည်းကျေပြန့်တယ်ဆိုတာထင်ရှားပါတယ်။ဒါပေမဲ့အဲဒီနေရာမှာစဉ်းစားစရာဖြစ်လာတာကလွတ်လပ်စွာရွေးချယ်ခွင့်ပေါ့ freeway အရာအလုံးကကြိုတင်တိပြီးသားစီစဉ်ပေးသားဆိုရင်ဖန်ဆင်းခံရရဲ့ရွေးချယ်မှုတွေကဘလို့အတိပဲရှိတော်မလဲအရင်မြစ်ထက်မှာထွက်မြောက်ရာကျန်နေစစ်တစ်ကကျင့်တောင်ရဲ့ဥပမာကိုကိုးကားထားတာတွေ့တယ်ခင်ဗျာသူတခင်နဲ့မိသားစုကိုချစ်တယ်သူ လွတ်မြောက်ခွင့်ကိုစွန့်လွတ်ပြီးတသလုံးအစီအခံမှုရွေးချယ်ခဲ့ရဆိုတာလေဒီအကြောင်းကိုအရင်မြစ်မှာဘယ်လိုသုံးသပ်ထားလဲဟုတ်ကဲ့ကောင်းတဲ့အချက်ပါမယ်အရင်မြစ်ကဒီထွံ့မြောင်ရာကျောင်းပိုက်ကိုလေတိုက်ရိုက်အတိတ်ပဲထက် ပုံဆောင်တဘောနဲ့ရှင်းပြဖို့စူးစမ်းထားတာပါဒီကျွင်းရဲ့ရေးချဲ့မှုကဖန်ဆင်းခံတယောက်ကဖျားသခင်ကိုစစ်မှန်တဲ့မီတာနဲ့ချစ်မိသွားတဲ့အခါပေါ့ကို့မှာရှိရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုအတင်းအချက်ဖျားပေးခံရလို့မဟုတ်ပဲနဲ့လေကိုယ့်ရဲ့သဘောဆန္ဒအလျောက်ဖျားသခင်ရဲ့လက်ထေကိုပြန်အပ်လိုက်တာကိုတော်ရဲ့အစေကိုပဲကျွန်တော်ကျမခံပါမယ်ဆိုတဲ့စိတ်မျိုးပေါက်ဖွာလာတာကိုပုံဆောင်တယ်လို့ဆိုပါတယ်ဒါကအနိုင်ကျင့်ခံရလို့မဟုတ်ဘူးချစ်ချင်းမေတ္တာကြောင့်ဖြစ်ပေါ်လာတဲ့အနံမှုမျိုးပါ အဲ့ဒီကျမ်းပိုင်မှာကျွေးရနာကိုစောက်နဲ့ဖောက်ပြီးတကားမှကသခင်ကိုတတလုံးအစီခံကြည်တယ်ဆိုရအချက်ကကော့အဲ့ဒါဘာကိုအထူးဆိုလို့ကျင်တာလဲခင်ဗျတက်ချက်ပေါ်နဲ့ရှိုင်းတဲ့ဝိညာဉ်ရဲ့အသေးပဲရှိတယ်လို့ခင်ပြထားပါတယ်ဒါဟာတန်ရှင်းကဝိညာဉ်တော်ရဲ့တန်ကုန်အောက်ထင်ဖျားသခင်နဲ့သာဝရပတိညင်ပြုတ်ခြင်းကိုကိုကိုလုံးလုံးလျားလျားအနံလိုက်ခြင်းကိုပုံဆောင်တယ်လို့ဆိုလိုပါတယ်ရှင်ဟုတ်ယိုဟန်တုံးကပေါ်ရင်နဲ့ဝိညာဉ်တော်အောက်ထင်အစ်စ်မွေးဖွားခြင်းနဲ့ဆက်ဆက်စဉ်းစားလို့ရနိုင်ပါတယ် ဒီလိုကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုစန္ဒအလျောက်ဆွန့်လွတ်ပြီးအနန္တဆုံးဖြတ်ချက်မျိုးကလည်းတခြားဘာကြောင့်မှမဟုတ်ပဲစစ်မှန်တဲ့ချစ်ချင်းမေတ္တာကြောင့်သာဖြစ်ပေါ်လာနိုင်လေလို့ယောမဆက်လေးခွန်မချစ်ကထောက်ပြထားတာရှိပါလေငါတို့ထင်ပေသူမြမိမိအဖို့အလိုဟာအသက်မရှင်အသက်ရှင်ရင်တခင်ပြားဘိုလ်လွေဟာရှင်ဤစရာမျိုးပေါ့ဆိုတော့ဒီလိုကိုကျုံဆွန့်အနံ့မှုမျိုးဖြစ်လာနိုင်စေတဲ့အခြေခံကိုစံစာမှာဘယ်လိုပြထားလဲဆိုတော့လေအရင်အမြစ်ကအချက်နှစ်ချက်ကိုအဓိကထောက်ပြပါတယ် ပထမတစ်ချက်ကခရစ်တော်ရဲ့အဖို့ခပေးစပီရွေးဝယ်ထားခြင်းမှာအခုရင်းတို့6ပဲ39ရဲ့ရကျွန်တို့ရဲ့ကိုခန္ဓာဟာအဖို့အနဲ့ဝယ်ထားပြီးဖျားသခင်ကျင်းဝတ်တော်မူတဲ့ဘိမှန်တော်ဖယ်တယ်လို့ဆိုထားတယ်။ဒုတိယအချက်ကတော့ခရစ်တော်ကိုယ်တိုင်ကသူ့အသက်ကိုစွန့်ပြီးအစီခံခြင်းရဲ့အမြင့်ဆုံးဆန္ဒမူနောင်ကိုပြသခဲ့တာပေါ့မဿဲ20:28အထူးတစ်ဖက်လောကကတိုင်ဖြစ်တဲ့အဲ့ဒါကဖျားသခင်နဲ့ဖန်ဆင်းခံရကြပစ္စည်းနေတဲ့ဆက်ဆံရေးကိုပြန်လည်တည်မြစ်စေတဲ့ ဖက်စင်းခန်တွေကိုစုံလင်ခြင်းစီပို့ဆောင်ပေးတဲ့အဓိကနီလန်းဖြစ်တယ်လို့ကလတီနီနစ်စေနဲ့ကော်လော်တဲတဲနစ်စေကိုကိုးကားပြီးရှင်းပြထားပါတယ်ရှင်။ကောင်းပါပြီ။ဒါဆိုရင်ဖယားတခင်ကအချိန်အခါသားကိုကြော်လွန်ပြီးအရာအားလုံးကိုကြိုသိတယ်။ဖက်စင်းခန်တွေကတော့အချိန်အခါသားထဲမှာရှိနေပြီးချစ်ချင်းမေတ္တာကိုအခြေခံတဲ့လွတ်လပ်စွာရွေးချယ်အနတ်မှုနဲ့ပြုလုပ်နိုင်တယ်။အင်းဒါဆိုကောင်းကင်ဓမ္မနေကကောသူတို့ကဘလို့အခြေအနေမှာရှိတယ်လဲခင်ဗျာ။သူတို့ကလူတွေထပ်ပုံမွေးမြတ်တယ်ဆိုတော့လေ အချင်းရဲ့အကန့်အသတ်ကိုကြော်လွန်နိုင်စွမ်းရှိသလားအဲစိတ်ဝင်စားစရာမေးဖို့မှာပဲကျင်းစာအရင်အမြင့်တဲ့အရာတော့လေကောင်းငင်တမန်တရားလည်းဖျားသခင်ရဲ့ဖန်ဆင်းခံနေပဲဖြစ်တဲ့အခါသူတို့လည်းအချင်းနဲ့အကာသားရဲ့ဘောင်းနဲ့မှာပဲတရှိကြတယ်လို့ဆိုပါတယ်ဒန်ယဲလအနာဂတ်ချန်အခန်းကြီး၁၀ရဲ့အငယ်စနတ်တော်၃မှာဒီချက်ကိုတွေ့နိုင်ပါတယ်ကောင်းငင်တမန်ဂါဘရီယလာကဒန်ယဲလစီတရင်စကားယူလာတဲ့အခါမှာလေလမ်းမှာပါရှာမင်းရဲ့အဆောင်ကောင်းငင်တမန်ဒနီအဖေနဆိုးတပါပေါ့ သူကရပောင်း၂၁ရက်တိုင်တိုင်ဓာစီထားခဲ့တယ်လို့ဖော်ပြတာတယ်။ဒါကသူတို့ဟာလည်းအချိန်အကာသနဲ့ခီးတော်လာမှုရဲ့ကန့်သက်ချက်တွေအောက်မှာရှိနေတယ်ဆိုတာကိုပြနေတာပေါ့။အားလုံးကိုအကုန်တိနေတာမျိုးမဟုတ်ဘူးပေါ့နော်။အတိအကျပါပဲ။သူတို့ကအလွန်တန်ကူးကြီးတယ်။အတိညာမြင့်မားကြတယ်။ဒါပေမဲ့အရာအလုံးကိုသိရှိခြင်းဆိုတဲ့အရေးသွေးတော့မရှိပါဘူး။ Effort of Arasa 397ရာဆိုရင်လေအသိတော်အဖျင် ကောင်းငင်ပေါ်မှာရှိတဲ့အစိုးရတော်အာနာဆက်များ ကောင်းငင်တမန်တွေအပါဝင်ပေါ့သူတို့ဟာဘုရားသခင်ရဲ့အမျိုးမျိုးသောပညာတော်ကိုထဖြည်းဖြည်းသိလာရကြတယ်လို့ဆိုထားတယ်။ဒါကသူတို့ဟာအစကတည်းကအရာအလုံးကို သိမနေဘူးအချိန်နဲ့အမျှတင်းယူသိရှိလာရတယ်ဆိုတာပြနေတာပေါ့။နောက်ပြီးမတ်ဒဲ24 36မှာလည်းသခင်ခရစ်တော်ပြန်ကြွလာမယ့်အချိန်အတိအကြာကိုကောင်းငင်တမန်တွေမသိဘူးလို့ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်လေ။ဆိုတော့ နေရာတိုင်းမှာတပြိုင်နက်တည်းတည်ရှိနိုင်ခြင်းအရာအလုံးကိုသိခြင်းဆိုတာဖျားသခင်တပားထဲမှာပဲရှိတဲ့ဖျားသခင်ရဲ့ပင်ကိုယ်တဘာဝအရေးတွေးတည်ဖြစ်တယ်လို့အရင်အမိကအခိုင်အမာဆိုပါတယ်ရှင်။အင်းချက်ကစဉ်းစားစရာမယ်။ဘာဖြစ်လို့ဖျားသခင်ကအချိန်နဲ့အကားတာကိုဒီလိုပုံစံနဲ့ဖန်ဆင်းထားရတာလဲ။ကောင်းကင်တမန်ဒီလိုမြင့်မြတ်တဲ့ဖန်ဆင်းခံနေတောင်ယာယာကိုအကုန်မတိရတဲ့အကြောင်းရင်းကဘာဖြစ်နိုင်မလဲခင်ဗျာ။ ဒီလက်ရှိအချိန်အာကာသကိုဖန်ဆင်းထားခြင်းရဲ့အဓိကယူရချက်တစ်ခုကို effect သုံးတိုင်းစင်ရစ်စတန်နဲ့ colorless စက်တဆက်လေးကိုကိုးကားပေးအရင်းမြစ်စမှာရှင်းပြထားတာပါပဲအဲ့ဒါကတော့လေဖန်ဆင်းခံနေလူသားတွေရောကောင်းကင်တမန်တွေပါသူတို့ဟာတမိုင်းဖြစ်စဉ်တွေအထူးသဖြင့်လောကကတိုင်မှာပေါ်လွင်ခဲ့တဲ့ခရစ်တော်ရဲ့အမှုတော်အဖြစ်ပေါ့ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကရုဏာပင်ညာတော်ရဲ့နနေမှုနဲ့တံဖိုးကိုအတိတဘောတရားအစင်မှာပတိမဟုတ်ပေတကယ်ခံစားအသိရှိနားလည်လာဖို့ဖြစ်တယ်လို့ဆိုပါရတယ် နောက်ရွေးချယ်တစ်ခုကတော့အချိန်ကာလဆိုတဲ့စမင့်ပေါ်မှာဖန်ဆင်းခန့်တွေပြုလုပ်တဲ့လွတ်လပ်စွာရွေးချယ်မှုတွေတုံ့ပြန်မှုတွေကသူတို့ရဲ့စိတ်မှန်တဲ့စိတ်နှလုံးသဘောထားနဲ့စာရိုက်တက်ကိုထင်ရှားပေါ်လွင်စေဖို့ဖြစ်ပါတယ်ရှင်။ဒီလိုထင်ရှားလာတဲ့ရွေးချယ်မှုတွေနဲ့တုံ့ပြန်မှုတွေကပဲအဆုံးမှာတချို့ကိုကယ်တင်ခြင်းတချို့ကိုတရားစီရင်ခြင်းခံရတဲ့အခါအားကြောင့်ဒီလိုဖဲရတဲ့ဆိုတဲ့အကြောင်းရင်းတွေကိုထခြားဖန်ဆင်းခန့်နဲ့အားလုံးကရှင်းရှင်းလင်းလင်းနားလေသဘောပေါက်ပြီးဖရာတခင်ရဲ့တရားစီရင်ခြင်းဟာ တရားမြတ်တာပြီးဖြောင့်မတ်ကြောင်အားလုံးရှိမှထင်ရှားစေဖို့ဖြစ်တယ်ဟုဆိုလိုရင်းဖြစ်ပါတယ်။ Okay okay ဒီအချက်တွေကတော်တော်လေးနက်နဲပါတယ်။အဲဒီနေရာမှာတကယ်ကိုအသွေးပွားစရာအငင်းပွားပွဲရာအချက်တကူကိုအရင်အမြစ်မှာအလေးပေးဆွေးနွေးထားတာတွေ့ရတယ်ခင်ဗျာ။အဲ့ဒါကတော့မတဲ2436မှာပါတယ်။ထိုနေ့ရထိုအချိန်နာရီကိုကခမီးတော်မှာတပါအဘေးသူမြတ်မသိကောင်းငင်တမန်မြတ်မသိတားတော်လည်းမသိဆိုရဲကြံပိုင်နဲ့ပတ်သက်တာပေါ့။ မြေကြီးပေါ်မှာလူစားဒီနဲ့ကြွာလာခဲ့တော့ကတော့တားတော်ယေရှုမတိခဲ့ဘူးဆိုတာရှင်းပါတယ်။ဒါပေမဲ့မေခွန်းကရှင်ပြန်ထမြောက်ပြီးဖုံးအသေးတွေနဲ့ကောင်းကင်ပေါ်မှာခမီးတော်ရဲ့လေယာဘက်မှာဆံမြက်နေပြီးထိတဲ့တားတော်အခုချိန်မှာတော့အဲ့ဒီချိန်အတိအကျောက်ကိုတိနေပြီလားဒါမှမဟုတ်မတိသေးဘူးလားအဲ့ဒါနဲ့ပတ်သက်ပြီးအရင်အမြင်မှာအမြင်နှမျိုးကွဲပြားနေတာကိုတင်ပြထားတယ်ဟုတ်ပါသလားဟုတ်ပါတယ်အမြင်နှမျိုးကွဲရွာစွာတည်ရှိနေတာကိုအရင်အမြင်ကတင်ပြထားပါတယ်ရှင်ပထမအမြင်ကိုတင်ပြထားတာကတော့ ရှင်ပြန်ထမြောက်ပြီးကောင်းကင်ဘုံမှာဖုံးထင်းရှားနေတဲ့တားတော်ဟာအခုချိန်မှာမိမိပြန်ကြွလာမယ့်အချင်းအတိအကျကိုသိနေပြီဆိုတာပါပဲ။ဒီအမြင်ကိုထောက်ခံတဲ့ကျန်းစာအထောက်ထားတွေအနေနဲ့အရင်မြစ်ကဘာကိုကိုးကားထားလဲဆိုတော့လေတားတော်ဟာရှင်ပြန်ထမြောက်ပြီးနောက်မှာတမန်တော်ယိုဟန်ကနေတဆင့်အနာဂတ်အဖြစ်ပြက်တွေအသေးစိတ်ပါဝင်တဲ့ဗျာဒိတ်ကျမ်းတစ်ခုလုံးကိုပေးရတယ်ပေါ့။ဗျာဒိတ်ကျမ်းထဲမှာဆိုရင်တသိန်း၄000လီးထောင်တဆိတ်ခတ်ခံရမယ့်အရေးအတွက်အတိအကျ ကောင်းကင်မှာအာဇာနာရီရဲ့အရေးအတွက်ပြည်စုံဖို့လိုအပ်သေးကြောင်းတတ်တမမြောက်တမုံမှုတဲ့အခါဖြစ်မဲ့အရာတွေစတဲ့အနာဂတ်ဖြစ်ရတွေကိုအသေးစိတ်ဖော်ပြထားတယ်။ဒါအပြင်ကောင်းကင်တမန်ဂါရီရဲ့တောင်မှာဒန်ယက်လက်ခွတ်ကျန်းနစ်စ်တိအရအနာဂတ်မှာဖြစ်လာမယ့်အနှစ်80ရက်တတ်မှတ်ချက်ကိုသိခဲ့တယ်ဆိုရင်ဖုံးအာနုဖုံနဲ့ပြည်စုံနေပြီးအရာအားလုံးကိုအုပ်စိုးပိုင်ခွင့်ရထားပြီဖြစ်တဲ့တားတော်ကပိုလွတ်တော်တည်တည်တယ်လို့ဒီအမည်ကဆိုပါတယ်။နောက်ပြီးဗျာဒိတ်20ရုပ်ဖက်မှာ ိုရိုတိုင်ကမကြမြင်ကလာမီလို့တိတိကျကျမင်းမဆိုခဲ့တာတိနေပြီးတတ်မလို့ဖြစ်နိုင်တယ်လို့ဒီအမြင်ကိုလက်ခံသူတွေက ယူဆကြပါတယ်ရှင်ဒုတိယအမြင်ကတော့တားတော်ဟာရှင်ပြန်ထမြောက်ပြီးကောင်းကင်ဘုံမှာဆက်မြဲနေပြီးတိုင်အောင်အဲ့ဒီနေ့ရက်နဲ့အချိန်တိုင်းအတိကျဖို့တော့အခုထိမတိသေးဘူးဆိုတာပါပဲတင်မြင်ရဲ့အဓိကစံစာအခြေခံကြိုးចောင်းစင်ခြင်းမှုကတော့ တတော်ဟာမူလဖျားသခင်ပင်ကိုတဘာဝအတိုင်းထာဝရတည်ရှိနေပြီမယ်လီလူစာတီကိုခံယူခဲ့ပြီးရှင်ပြန်ထမြောက်ပြီးနောက်မှာလဲဖုံးထင်ရှားတဲ့ဖန်ဆင်းကံပုံတံကိုဆက်လက်ပြီးခံယူထားဆဲဖြစ်တဲ့ဆိုတဲ့အချက်ပါလူကာ20 35 16မှာရှင်ပြန်ထမြောက်ပြီးနောက်ဘဝမှာလူတွေဟာကောင်းငင်တမန်အနေနဲ့တူကြလိမ့်မယ်လို့ဆိုထားတာကိုလည်းထောက်ပြပါရယ်ဆူလိုရာကဖန်ဆင်းကံတူဦးရဲ့နေထားမှာဖုံးအတီးရင်နဲ့ပြည်စုံနေတဲ့အတိုင်းပေါ်ရှိနေတဲ့အတွက် ခမေးတော်ကဖွင့်ပြတလကိုသာတည်နိုင်နေယောဟန်9မှာ19မှာတားတော်သည်ခမေးတော်ပြုတော်မူသောအမှုကိုမြင်သည့်အတိုင်းသာပြုဟိမိမိအလိုအရောက်အဘယ်အမှုကိုများ မပြုနိုင်လို့ဆိုထားသလိုမျိုးကအဲ့လိုဒီအမြင်ကရှင်းပြပါရဲ့ရှင်ဒီဒုတိယအမြင်ကဘာကြောင့်ပိုပြီးတက်လျော်တယ်လို့ယူဆနိုင်မလဲခင်ဗျာတားတော်ကအခုထိမတည်သေးမှုဆိုတာကဘလို့အရေးပါမှုရှိနိုင်လို့လဲဒီအမြင်ကိုထောက်ခံသူတွေကဆက်ပြီးရှင်းပြတာကလေး အကယ်၍တားတော်ကဖုံးတင်ရှာတဲ့ဖန်ဆင်းခံပုံတရားနဲ့ရှိနေမယ်ဆိုရင်ပေါ့အရာအလုံးကိုအကုန်သိနေမယ်ဆိုရင်အရာအလုံးကိုကြုံမတီးပဲယုံကြည်ခြင်းနဲ့သစင်ခြင်းနားခံခြင်းအပြင်တက်ရှင်ရတဲ့လူသားယုံကြည်သူတွေအတွက်စစ်မှတ်တဲ့စန္ဒမူနာဖြစ်နိုင်မှာမလားဆိုရက်မေခွန်းခောက်ထားပါတယ်ရှင်တိပေတလူ1.1မှာခရစ်တော်ရဲ့ခြေရာကိုလိုက်လျှောက်ဖို့ဆိုထားတာနဲ့ဆက်ဆက်ပြီးစဉ်းစားတာပေါ့ခမီးတော်ရဲ့ကြိုတင်သတ်မှတ်ထားတဲ့အကြံစီတော့အကြည့်စင်တိုင်း အရာအလုံးတိတိကျကျထိပြက်လာဖို့အကသားတော်ကိုယ်တိုင်ကအတိအကျရက်စွဲကိုကြိုတင်ထိထားဖို့မလိုလားဘူးလို့လည်းဒီအမြင်ကသုံးသပ်ပါတယ်။ဒါပေမဲ့ဒီအမြင်ကိုတင်ပြထူတွေကလည်းဒါဟာဖန်ဆင်းခံလူသားတရရဲ့အကန့်အသတ်ရှိတဲ့ဉာဏ်ပညာနဲ့ရှုထောင့်ကနေစ조사ပြီးကြက်လကိုနားလည်ဖို့စ조사ကြည့်တာလားဖြစ်တယ်ပေါ့။ဖျားရခင်ရဲ့အဖြစ်တော်အစစ်မှန်အထူးတပင်ခမီးတော်နဲ့တားတော်ကြောင့်ဆက်ဆံရေးနဲ့နည်းမှုတွေကို လူညံနဲ့အပြည့်ဝနားလဲဖို့ဆိုတာဘယ်တော့မှဖြစ်နိုင်ကြောင်းကိုလေယောဘ38.4လို့ယောမ73.9ကိုကပီနှိမ်ချစွာဝန်ခံထားပါတယ်ရှင်ဟုတ်ကဲ့ဒါဆိုဒီအမြင်နှစ်ခု꿰ပြားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးအရင်အမြင့်ရန်နောက်ဆုံးကောက်ချက်ဆွဲထားတာကဘာများလဲခင်ဗျာဒီအမြင်နှစ်ခုနဲ့ပတ်သက်လို့အရင်အမြင့်ရဲ့ညီကုံချုပ်သုံးသက်ချက်ကတော့လေတားတော်ဟာမိမိပြန်ကြွလာမဲ့အတိအကျရက်ဆွဲတဲ့အချိန်တိုင်းကို အခုချိန်မှာတည်တည်သိစေမတည်တည်သိစေအဆုံးစွန်မှာတော့အရင်မကြီးလာဘူးဆိုတာပါပဲအဓိကအချက်ကတော့ကိုရောဂျိုတင်မိမထားတဲ့နိမိတ်လက္ခဏာတွေနဲ့အဖြစ်အပျက်တွေကတော့ဘုရားသခင်ရဲ့ဂျိုတင်သတ်မှတ်ထားတဲ့အစီစဉ်တော်အတိုင်းတစ်ခုပြီးတစ်ခုအချိန်တန်တဲ့အခါတိတိကျကျပြည့်စုံလာမှာကတော့လုံးဝတည်ချရဲဆိုတာပါပဲရှင်နောက်ဆုံးမှာတော့ဘုရားသခင်ရဲ့အစီစဉ်တိုင်းဖြစ်လာမှာပါကောင်းပါပြီခင်ဗျာဒါဆိုရင်ဒီနေ့ကျွန်တော်တို့အတူတူအတွင်းကျကျချင်းကက်လ ీల ခဲ့ကြတာတွေကို ြန်ပြီးခြုံငုံတုံးတက်ကြည့်အောင်ဖျားသခင်ထူချတဲ့တဘာဝအချင်းကိုကြော်လွန်ပြီးတည်ရှိမှုရာအလုံးကိုကြိုတင်တည်မြင်မှုနဲ့အချိုးချအာနာပိုင်ဆုံးမှုတွေကိုဆွေးနွေးခဲ့တယ်။တစ်ဖက်မှာလည်းအဲ့ဒါနဲ့ဆက်ဆက်ပြီးဖြစ်ပေါ်လာတဲ့ဖန်ဆင်းခံတို့ရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ချစ်ချင်းမေတ္တာကြောင့်မိမိကိုယ်ကိုအနှံ့ချင်းဆိုတဲ့အကြောင်းတွေကိုကြည့်ခဲ့တယ်။ကောင်းကင်တမန်တွေပေါင်းဝင်ဖန်ဆင်းခံအလုံးရဲ့အသိပညာနဲ့တည်ရှိမှုဆိုင်ရာကန့်သက်တွေကိုလည်းလေ့လာခဲ့တယ်။နောက်ဆုံးမှာတော့ အငင်းပွားဖွယ်အားချက်တစ်ခုခဲ့တဲ့ရှင်ပြန်ထမြောက်ပြီးတဲ့တာတော်ကသူ့ရဲ့ပြန်ကြွလာမယ့်အချင်းကိုတိမိတိဆိုတဲ့အမြင်ကွဲပြားမှုတွေကိုအရင်အမြင့်ပေါ်ခြေခံပြီးဆွေးနွေးခဲ့ကြပါလိမ့်ခင်ဗျာဟုတ်ပါရဲ့ရှင်ဒီဆွေးနွေးမှုတစ်ခုလုံးကနေအဓိကမှတ်သားစရာကောင်းတို့ချက်ကတော့လီပရားတခင်ဟာအရာအလုံးကိုအစကတည်းကကြိုတင်တည်မြင်ပြီးစီမံကိန်းချထားပေမဲ့အချင်းကာလဆိုတဲ့ပုံအတွင်းမှာထမိုင်းဖြစ်စဉ်တွေကိုဖြစ်ပျက်ဆေးခြင်းဟာအလွန်အရေးပါတဲ့ရည်ရွယ်ချက်ရှိနေတယ်ဆိုတာပါပဲ။ အဲ့ဒီအဓိကရည်ရွယ်ချက်ကတော့ဖန်ဆင်းခံတွေဟာအထူးသဖြင့်လဝါကတိုင်ပေါ်ကခရစ်တော်ရဲ့ကိုးစားအပ်တည်ခံခြင်းနဲ့ချစ်ချင်းမေတ္တာအဖြစ်ပေါ့ဖိယသခင်ရဲ့ကရုဏာပညာနဲ့ချစ်ချင်းမေတ္တာကို theory တဘောတရားအနေနဲ့ပြချမဟုတ်ပဲကိုယ်တိုင်ရဲ့အတွေ့အကြုံ ထမိုင်းဖြစ်စဉ်တွေထဲမှာစစ်မှန်စွာခံစားသိရှိပြီးအဲ့ဒီမေတ္တာကိုတုံ့ပြန်ဖို့အခွင့်အရေးရရှိစေဖို့ဖြစ်ပါတယ်ရှင်အင်းဒီလိုအချိန်ကာလတဲ့အတွေ့အကြုံတွေဖြစ်စဉ်တွေကနေတဆင့် ဖန်ဆင်းခံရတဲ့တွန့်ပြန်မှုတွေကသူတို့ရဲ့စစ်မှန်တဲ့တွင်းဆိုင်တဘောထားစာရိတ္တာကိုဖော်ပြတယ်လို့ဆိုလိုတာလားခဏအတိအကျပါပဲဒီချိန်ကာလဆိုတဲ့စင်မြင့်ကြီးပေါ်မှာဖန်ဆင်းခံပြီးပြုလုပ်တဲ့ရွေးချယ်မှုတွေဆွန်ဖြတ်ချက်တွေတွန့်ပြန်မှုတွေကတူချင်းစီရဲ့စစ်မှန်တဲ့စိတ်တဘောထားနဲ့စာရိတ္တာကိုထင်ရှားပေါ်လွင်စေပါတယ်ဒီလိုထင်ရှားလာတဲ့မှတ်တမ်းတွေကပဲပြားရဲချက်20ဆနစ်မှာဖော်ပြထားသလိုနောက်ဆုံးတရားစီရင်တဲ့ချိန်မှာဖျားတခင် planning တော့ရှေ့မှာဖွင့်ပြမဲ့စားဆောင်တွေဖြစ်လာပြီး ဖျားရခင်တရားစီရင်ခြင်းဟာပါကြောင့်ဖြောင်းမတ်မှန်ကန်တဲ့ဆိုတာကိုဖန်ဆင်းခန့်အလုံးရှင်းမောင်မှာရှင်းရှင်းလင်းလင်းထင်ရှားစေမှာဖြစ်တယ်လို့အရင်မြက်ကဆိုလိုရင်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့။ဒါဆိုရင်ဒီနေ့ဆွေးနွေးကြတဲ့အကြောင်းအရာတွေအပေါ်မှာစဉ်းစားကြရအချက်တစ်ခုခြံထားခဲ့ခြင်းပါတယ်ခင်ဗျာ။ဖျားသခင်ရဲ့အချင်းကိုကြော်လို့မှုအရာအလုံးကိုကြိုတင်သိမြင်မှုနဲ့ကိုတော်ရဲ့အချုပ်အခြာအာဏာစီမံထားမှုတွေကိုနားလည်သဘောပေါက်ခြင်းလေ။တဖက်မှာဖြစ်လာမယ့်အဖြစ်ပြက်အများစုဟာကြိုတင်တတ်မှတ်ပြီးသားလို့ဒီထားပေမဲ့ ပစ္စောပန်အခိုင်အတန့်မှာကျွန်တော်ရဲ့ကိုပိုင်တာဝန်ယူမှုကိုချင်းတရားဆိုင်ရာရွေးချယ်မှုတွေပြုလုပ်ခြင်းနဲ့ဒီပွားရဲ့အဓိပ္ပာယ်ကိုရှားဖွေခြင်းအပေါ်မှာဘလို့အကျိုးသက်ရောက်မှုရှိနိုင်မလဲကြိုတင်သတ်မှတ်ထားမှု predestination နဲ့ကိုပိုင်တာဝန်ယူမှု personal responsibility ကြားကဒီရှုပ်ထွေးတဲ့ဆက်နွယ်မှုကိုဘလို့ဟန်ချက်ညီညီရှုမြင်ထုံတက်ပြီးအသက်ရှင်နေထိုင်သွားမလဲဆိုရကတော့ကျွန်တော်တို့တအူးချင်းစီဆက်လက်ပြီးစင်ကျင်သွားရမယ့်အချက်တစ်ခုဖြစ်ပါတယ်ခင်ဗျာ